မင်းအင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ August 3ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ကြောက်ဦးကျေးရွာကပြည်သူပိုင်းပစ္စည်းများကိုခိုးယူပြီးတော့ထွက်လာတဲ့အကြမ်းဖက်စစ်ခွေးစစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ရာဒုစစ်ကြောင်းမှုအပါအဝင်စစ်သား10ဦးတိမ်ဆုံသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဇွန်လ31ရက်နေ့မှာဂံကောမြို့ကနေထွက်လာတဲ့အင်အားတရားကြောပါတဲ့အကြမ်းတ်စစ်ခွေးစစ်ကြောင်းဟာညောင်ဦးမြို့နယ်ကြောက်ဦးကြီးရွာကိုဝင်းရောက်စီးနှင်းပြီးတော့ပြည်သူပိုင်းနေအိမ်များကပျက်စီးများကိုခိုးယူကာယာယီတပ်ဆွဲခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာဩဂတ်စ်လ1ရက်နေ့မှာကြောက်ဦးကြီးရွာကနေထွက်ခွာလာတဲ့အချိန် Black Eagle PDF ဗကံကတော်လိုင်းရဲဘော်များကစောင့်ကြိုပြီးတော့ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းတ်စစ်ခွေးဘက်က ဒုစစ်ကြောင်းမှုအပါအဝင်10ဦးထက်မနည်းသေဆုံးခဲ့ပြီးတော့အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးလက်နက်ငယ်များနဲ့ပြန်လည်ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်တော်လိုင်းရဲဘော်များအထီးကိုင်မရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီတိုက်ပွဲမှာဒုစစ်ကြောင်းမှုအပါအဝင်စစ်ခွေး10ကောင်နဲ့မနည်းသေဆုံးတယ်လို့တပ်တွင်းဖရဲတိကပြောထားပါတယ်။စေခွေးတွေဘက်ကလက်နဲ့ခဲရန်တင်းစီရမိတာမျိုးတော့မရှိပါဘူးအခုလက်ရှိတော့တောင်စင်းရဲစခန်းတွေကိုဝင်ရောက်သွားတယ်မြန်မြန်အနေနဲ့ဆယ်ကောင်ထက်မနည်းရှိတယ်သူတို့ဘက်ကလက်နဲ့ကြီးလက်နဲ့ငယ်တွေနဲ့ပြစ်တော့ကျွန်တော်တို့တပ်ဖွဲ့ကနောက်ပြန်ဆုတ်လာရပါတယ် တို့ကဂျိုကန်ရွာမှာတညအိပ်ပြီးတော့အဲ့ဒီကနေအရှိကန်ကြီးကုန်းချောင်းရှည်ရွာကိုဝင်ပြီးတော့တောင်စင်းရဲစခန်းထဲကိုဝင်ရောက်သွားတာကန်ကြီးကုန်းရွာကပြည်သူတုံးကိုလည်းဖမ်းဆီးသွားတယ် ချောင်းချိန်ပါတဲ့ကိုဝင်တယ်အဲ့ဒီကားမှာတောင်စီရဲစခန်းတဲ့ကိုဝင်သွားတာကြေးရွာမှာရှိတဲ့ပြည်သူတွေအကုန်လုံးစစ်ပီးရှောင်နေရပါတယ်သူတို့ထွက်လာပြီးဆိုကြတဲ့ကပြည်သူတွေအကုန်ရှောင်တိန်နေရတာပါလို့ Black Eagle PDF ဗကန်တပ်ဖွဲ့အနေနဲ့အချမ်းပဲစစ်တပ်စစ်ကြောင်းနဲ့နေစဉ်တိုက်ပွဲများဖြစ်ပွားနေတဲ့အတွက်လက်နက်ခဲယံပစ္စည်းများလိုအပ်လျက်ရှိတယ်လို့ရဲဘော်ဇီးဒီကဆက်လက်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်ရွာငံမြို့နယ်မြင်းကြဒိုးရွာကပြူစောတိကြော်မဲကိုအရှင်ဖမ်းဆီးရမိခဲ့တော့လေခုခံထွက်ပြေးတဲ့အတွက်ပြစ်ခတ်ဖမ်းဆီးတဲ့အခါမှာတိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဩဂတ်စ်လ၁ရက်နေ့မှာရွာငံမြို့နယ်မြင်းကြတို့ရွာကပြူစောတိကြော်မဲဆိုတဲ့ကောင်ကိုရွာငံမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ကတော်လိုင်းရဲဘော်များကအရှင်ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါဗျ။ဖမ်းဆီးရရှိပြီးတဲ့နောက်ကြော်မဲဆိုတဲ့ကောင်ကိုတော်လိုင်းရဲဘော်များကစစ်ဆေးမှုပြုလုပ်နေတဲ့အချိန်ပြန်လည်ခုခံထွက်ပြေးတဲ့အတွက်ကြောင့်ပြစ်ခတ်ဖမ်းဆီးတဲ့အခါမှာတေဆုံးသွားတယ်လို့သိရပါဗျ။တေဆုံးသွားတဲ့ကြော်မဲဟာမြင်းကြတို့ရွာကပြူစောတိခေါင်းဆောင်ဝင်းမြင့်ရဲ့လက်ထောက်ဖြစ်ပြီးတော့ရွာငံမြို့နယ်တောင်ပိုင်းတကြောမှာလူတက်ချင်းနေအများကိုမိရှို့ချင်း ဂိတ်ကြီးကောက်ချင်းစစ်မှုထမ်းကြီးကောက်ချင်းရရွာနေလူလူကိုမိုက်ကြီးခွဲခြင်းများကိုပြုလုပ်နေတဲ့ကောင်ဖြစ်တယ်လို့သိရပါဗျ။ပြူစောတီကြုံမဲစီကနေပြီးတော့လက်နက်ခဲယမ်းများသိမ်းဆီးရမိခဲ့ခြင်းမရှိတော့လဲ။ပြူစောတီအဖွဲ့များနဲ့ပတ်သက်တဲ့သတင်းအချက်အလက်များကိုတော့ရရှိခဲ့တယ်လို့ရွာငံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့် update သတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့ကိုစစ်သည်မော်၉စီးရောက်ရှိသွားပြီးတော့ပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးကာသင်းမော်ဘော်ကပြည်စည်းများကိုချခံပြီးလုံခြုံရေးအပြည့်ချထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂတ်စ်လ၂ရက်နေ့မှာအကြမ်းဖက်စစ်ခွေးတပ်ရဲ့စစ်သည်မော်အုပ်စုက၉စီးဟာဗမော်မြို့ကိုရောက်ရှိလာပြီးတဲ့နောက်စစ်ခွေးတွေကပြည်သူများကိုပေါ်တာဆွဲဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ အခုလိုမျိုးပေါ်တာဆွဲဖမ်းဆီးထားတဲ့သူတွေကိုအင်ဂျီအပြာများဝိစင်ခိုင်းပြီးတော့တင်းမောဘော်ကပြည်စည်းများကိုချခိုင်းကအကြမ်းဖက်စစ်ခွေးအများအပြားနဲ့လုံခြုံရေးအပြစ်ချထားတယ်လို့သိရပါတယ်ဗမော်ကိုစစ်ခွေးတင်းမောရောက်လာပြီးတင်းမောကိုစီပဲရောက်လာတဲ့စစ်ခွေးတွေကတင်းမောမရောက်မီကလေးကပြည်သူတွေကိုပေါ်တာဆွဲဖမ်းဆီးပြီးအင်ဂျီအပြာတွေကိုဝေခိုင်းထားပြီးသူတို့လူမှားပြီးပြစ်မိမှာစိုးလို့တဲ့မျိုးတွေကဥညာရင် NY စတိုးလမ်းတောက်မှာလဲစစ်ခွေးတွေအများကြီးစောင့်နေတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါဗျ အဲ့ဒီစစ်သည်မအုပ်စုဟာရွှေကူမြို့ကိုဇူလိုင်လ28ရက်နေ့မှာ ရောက်ရှိလာခြင်းဖြစ်ပြီး KIA KPDF ပူးပေါင်းတပ်ဖွဲ့များရဲ့အချိန်ချင်းလိုက်လံတိုက်ခတ်မှုကြောင့်သင်းမော်၃စီးမီးလောင်ပြက်စီးကဗမော်ဘက်ကိုတွားရောက်နိုင်ခြင်းမရှိဘဲရွှေကူမြို့ဘက်ကသာအချိန်ချင်းပြန်လည်ဆုတ်ခွာခဲ့ရပြီးမှဗမော်မြို့ကိုရောက်ရှိလာခြင်းဖြစ်တယ်လို့သိရပါဗါတယ်။အဲ့ဒီစစ်သည်မအုပ်စုဟာဇူလိုင်လပိုင်းကမန္တလေးမြို့ကနေအေရဝတီမြေချောင်းအတိုင်းထွက်ခွာလာတဲ့အချိန်ကလည်းတပိတ်ချင်းမြို့နယ်အတွင်းတော်လိုင်းတပ်ဖွဲ့များက ဖြတ်တောက်ပိတ်ဆို့တိုက်ခတ်ခဲ့ခြင်းကြောင့်စစ်သည်မော်ဒစီပျက်စီးမိလောင်ကဒစီဟာနင်းမြုပ်ခဲ့ပြီးတင်မော်နစီဟာလည်းဆက်လက်ပြီးတော့မောင်းနေနိုင်ခြင်းမရှိတော့ကြောင်းတရင်ရရှိပါတယ်ခင်ဗျောင်းဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်စစ်ရေးတရင်ကတော့ KNB နဲ့ဖရူဇုံမြို့နယ်အတွင်းမှာရှိတဲ့လက်ကျန်တိုင်ရင်းများနဲ့အမတ်ဆက်လေးတမ်းမြင့်လေးကျင်ရေးတင်နှန်းကြောင်းတွေကိုစစ်ခွေးတပ်ကလေးကြောင်းကနေပြီးတော့လက်နက်ခဲယမ်းများဖြည့်တင်းနေတယ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ်ဇူလိုင်လ31ရက်နေ့မိုးလယ်တနအီခွဲကနေပြီးတော့ညနေ3:00အချိန်ထိဖရူဇုံမြို့တွင်မှာရှိတဲ့တပ်စခန်းများနဲ့ ်လောရာကျေးရွာအနီးအခြေစိုက်ထားတဲ့အမှတ်ဆက်လေးတမ်းပြန်စစ်လေးကျင်းအကြောင်းလေးကိုစစ်ခွဲတပ်ကတည်ယူပို့ဆောင်ရေးလေရင်နဲ့လက်နက်ခဲယမ်းများရိတ်ခါပစ္စည်းများကိုလေထီးနဲ့ပစ်ချပေးခဲ့တယ်လို့သိရပါတယ်။အလားတူပဲဇော်လိုင်လာ၈ရက်၁၉ရက်နေ့တို့ကလည်းဖရူဇုံမြို့နယ်အတွင်းမှာရှိတဲ့စစ်ခွဲတပ်များအတွင်းကိုလေကြောင်းကနေပြီးတော့လက်နက်ခဲယမ်းနဲ့ရိတ်ခါပစ္စည်းများကိုလေထီးနဲ့ပစ်ချပြီးဖြည့်တင်းမှုများရှိခဲ့တယ်လို့သိရပါတယ်။ အခုလိုလက်နက်ခဲယမ်းများဖြစ်တင်းပြီးတဲ့နောက်အနီးနားမှာရှိတဲ့ကြေးရွာများကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်မှုများရှိလာနိုင်တဲ့အတွက်ကြောင့်ပြည်သူများအနေနဲ့စစ်ရေးလုံခြုံရေးသတိရှိစွာနဲ့တွာလာနေထိုင်ပေးကြပါရန်ကရင်ပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF ဗဟိုသတင်းနဲ့ပြန်ကြားရေးဌာနကမြစ်တာရက်ခံထားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကန်တောင်ရဲစခန်းကိုအကြမ်းဖက်စစ်ခွေးတပ်ကသိမ်းပိုက်နိုင်ခြင်းမရှိသေးပေတိုက်ပွဲပြင်းထန်နေပြီးတော့ရဲစခန်းကိုသိမ်းဆီးရရှိပြီလို့စစ်ခွေးတွေဘက်ကလိမ့်လဲဝါဒဖြန့်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ၁ရက်နေ့မှာပလဲမြို့နယ်တရက်ကန်ကြီးရွာတလိုင်းကန်ကြီးရွာဘက်ကိုရောက်ရှိလာတဲ့အကြမ်းဖက်စစ်ခွေးများဟာလက်နက်ကြီးများနဲ့ပစ်ခတ်ပြီးတော့ကန်တောင်စခန်းဘက်ကိုထိုးစစ်ဆင်လာခြင်းကြောင့်ကန်တောင်စခန်းနဲ့တမိုင်ကအကွာမှာရှိတဲ့ကြီးရွာတွေရွာမှာ PLA နဲ့ပူးပေါင်းတပ်ဖွဲ့များကပိတ်ဆို့တိုက်ခိုက်လျက်ရှိရာ တိုက်ပွဲဖြစ်ပွားနေဆဲဖြစ်တယ်လို့သိရပါတယ်။ဩဂတ်စလ၁ရက်နေ့ကတရက်ကန်တို့တလိုင်းကန်တို့ဘက်ကနေလက်နက်ကြီးတွေနဲ့ပစ်ပြီးတော့စစ်ကြောင်းထိုးလာတာတွေရှိပါတယ်။အများကြီးတော့မဟုတ်ဘူး။ထိုးလာပြီးတော့ကန်းတော်နားကရွာပေါ့။နီးတော့နီးတယ်။အရန်တော့မနီးဘူး။အဲ့ဒီရွာတွေရွာမှာအဲ့ဒီကောင်တွေရောက်နေတယ်။ အဲ့ဒီနားမှာတော့ကျမတို့ PLA တပ်ဖွဲ့တွေမဟာမိတ်တပ်ဖွဲ့တွေရှိတယ်ဆိုတော့သူတို့ကိုဝိုင်းထားတဲ့အတွက်ဖိတွေ့တိုက်ပွဲဖြစ်နေတာရှိတယ်ကန်းတော်ကိုတော့မရောက်သေးဘူးကန်းတော်ပတ်ချလဲမှာပဲကျမတို့ရဲဘော်တွေကဝိုင်းဝန်းပိတ်ဆို့ထားတဲ့အတွက်ဒီကောင်တွေဝင်လာပြီးတော့ယူလို့မရပါဘူးလို့ PLA တပ်ဖွဲ့ရဲ့အထွေထွေအတွင်းရေးမှူးဒေါ်နီနီကျော်ကပြောဆိုထားပါတယ်ကန်းတော်စခန်းသိမ်းပိုက်ခံရပြီးတဲ့နောက်စစ်ခွေးများဟာအင်မတီပြူစောတိရွာစခန်းကိုဆုတ်ခွာထွက်ပြေးသွားပြီးအဲ့ဒီစခန်းအတွင်းထဲကို စစ်ခွေးတပ်က Y12 MI17 ထောက်ဖို့ရဟတ်ရင်များနဲ့လူလက်နက်ခဲရန်ရိတ်ခါများကိုဖြည့်တင်းကကန့်တော်စက်ခန်းကိုပြန်လည်သိမ်းပိုင်နိုင်ရေးအတွက်အချိန်ချင်းထိုးစစ်ဆင်တိုက်ခတ်မှုများရှိခဲ့တယ်လို့သိရပါဗါးအခုလိုထိုးစစ်ဆင်တိုက်ခတ်မှုများအတွင်းမှာ စစ်ခွေးအကောင်90ကျော်တိတ်ဆုံးကအများပြဒဏ်ရာရှိခဲ့တယ်လို့သိရပါဗျ။ကန်တောင်စက်ခန်းကိုတိမ်ပြီးကတည်းကရန်သူစစ်ခွေးတွေကအေမထီးရွာဘက်ကိုထွက်ပြေးသွားတာတွေရှိတယ်။အဲ့ဒီလိုထွက်ပြေးပြီးတော့နောက်ထပ်စစ်ကူတွေနဲ့အေမထီးရွာကနေအနောက်ဘက်ကိုတမိုင်ကျော်လောက်အထိကိုထွက်လာတယ်။ဒါပေမဲ့ကျမတို့ PLA တပ်တွေနဲ့တွေ့ပြီးတော့တိုက်ပွဲဖြစ်ပြီးတော့ဒီကောင်တွေတက်ပြတ်သွားပြီးအယောက်90လောက်ကျသွားပါတယ်။ဒဏ်ရာတွေလည်းရှိတယ်။ရန်သူဘက်ကတက်ပြတ်ပြီးတော့ဆုတ်ခွာထွက်ပြေးသွားတာပေါ့။ ်အင်မထီးကနေပြီးတော့တရက်ကန်တို့တလိုင်းကန်တို့ဘက်ကိုစစ်ကြောင်းတွေထိုးနေတဲ့အတွက်ကျမတို့ PLA ရဲဘော်တွေနဲ့တိုက်ပွဲဖြစ်နေတာတော့အချိန်ချင်းရှိနေပါပြီအစောပိုင်းရက်တွေကဖြစ်နေတာပါအရင်တုန်းကတော့အင်မထီးတဲ့ကိုတက်ဆုပ်ဝင်ပြီးတော့ထွက်ပြေးသွားတာနောက်ပိုင်းကျတော့အင်မထီးတဲ့အထီတော်မှမဝင်ရတော့ဘဲနဲ့အင်မထီးနဲ့တမိုင်လောက်အကွာမှာရှိတယ်တရက်ကန်တို့တလိုင်းကန်တို့ဘက်မှာပဲနေပြီးတော့အဲ့ဒီရွာကိုမီးတွေရှို့ပစ်နေတယ်လို့ PLA တပ်ဖွဲ့အထွေထွေအတွင်းရေးမှုဒေါ်နီနီကျော်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဇကိုင်းတိုင်းကလေးဝမြို့နယ်အတွင်းစစ်ကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ခွေးများကိုတိုက်ခတ်ရာစစ်တပ်ဘက်ကအထိနာပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဩဂတ်စ်လ2ရက်နေ့မနက်ပိုင်းမှာကလေးဝမြို့နယ်အတွင်းမှာရှိတဲ့ PDF များနဲ့ပကဖများထိန်းချုပ်ထားတဲ့နေမြေများကိုအောင်ချမ်းသာရွာစစ်တပ်စခန်းနဲ့စင်အိုင်မရွာပြူစောတိစခန်းကစစ်ခွေးများကအလေးငိုက်ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ အခုလိုမျိုးစစ်ခွေးများဝင်ရောက်တိုက်ခိုက်လာခြင်းကြောင့် PDF နဲ့ပကဖပူပေါင်းတပ်ဖွဲ့များကလိုက်လံတိုက်ခိုက်ရာစစ်ကောင်စီတပ်သားများအထိနာပြီးတော့ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရပါဗါဒတော်လိုင်းတပ်ဖွဲ့ဝင်များကတော့အထိကိမရှိဘဲနဲ့နေမြေများကိုပြန်လည်ဆုံးမထိန်းချုပ်ထားပြီးဖြစ်တယ်လို့သိရပါဗါစစ်ခွေးတွေကပြစ်ပြစ်အဆင့်လောက်ပါပဲတိုက်ပွဲကြီးမဟုတ်ပါဘူးစစ်ခွေးတွေကအလစ်ဝင်လာတယ်တွေ့ရပြည်သူတွေကိုဖမ်းတယ် ပတ်စံတွေဘာတွေတန်ဖိုးရှိတဲ့ဟာတွေကိုယူတယ်ကျွန်တော်တို့တော်လိုင်းရဲဘော်တွေပြစ်တော့ပြန်ပြေးသွားတယ်လို့ကလေးခိုင်ပကဖကတာဝန်ခံကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာတရင်တွေကိုတင်ဆက်ပေးနေရင်ကြားဖြတ်ပြီးတော့အကူအညီတောင်းကြတာလေးကတော့နေ့စဉ်နဲ့အမျှ update ဖြစ်နေတဲ့သတင်းများကိုအစဉ်အမြဲတမ်းနားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မြစ်တာရက်ခံတောင်းဆိုလိုက်ပါရစေခင်ဗျာ မြေပြင်ကရဲဘော်တွေနဲ့စစ်ဘေးရှောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမြစ်တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေစဉ်မပြတ်အစ်အမြဲတမ်းအားပေးနေတဲ့မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့တောင်းတက်မတော့ PSLF DNL ထိမ့်ချုပ်ထားတဲ့ကြောင်မဲမျိုးရက်ကွက်နှစ်မှာရှိတဲ့ Nested Lin ဖုန်ကြီးကျောင်းမှာဦးစင်းတပားကခြံရှင်းနေတဲ့အချိန်မိုင်းနှိမ့်ပြီးတော့ခြေထောက်တစ်ဖက်ပြတ်ထွက်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကဩဂုတ်လ2ရက်နေ့နေ့လယ်2နာရီခွဲဝန်းကျင်မှာတက်တော်48ရှိပြီဖြစ်တဲ့ဦးစင်းဦးနန္ဒာက ဘုံကြီးကျောင်းဝဲအနီးမှာခြံရှင်းနေတဲ့အချိန်မိုင်းနေမိခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဦးစင်းကကျောင်းဘေးမှာခြံတွေရှင်းနေတဲ့အချိန်မိုင်းနေမိတာညာဘက်ခြေထောက်တစ်ဖက်ပြတ်ထွက်သွားတယ်လို့ကျောင်းမဲမျိုးကန်တူကပြောပြထားပါတယ်။လက်ရှိမှာတော့ဦးနန္ဒကိုစေကူတနိုင်ဖို့အတွက်လာရှိုးစေးုံမှာပို့ဆောင်ထားတယ်လို့သူကဆက်ပြောပါတယ်။ ကြောင်မဲမြို့သိမ်းတိုက်ပွဲအတွင်းမှာစစ်ခွေးတွေဟာနတ်စစ်လင်းဖုံကြီးကျောင်းထဲမှာတက်ဆွဲနေထိုင်ခဲ့တာဖြစ်ပြီးတော့အခုမိုင်းဟာလည်းဒီကောင်တွေထောင်ထားခဲ့တဲ့မိုင်းဖြစ်နိုင်တယ်လို့နောက်ထပ်ကြောင်မဲဒေသခံတအူးကပြောပါတယ်ရှမ်းမြောက်မှာမြေမြုံမိုင်းနဲ့လက်နက်အကျဉ်းချန်တွေကြောင့်ဒေသခံတွေဟာအခုလိုထိခိုက်သေးဆုံးရတာတွေမကြာခဏဖြစ်ပွားနေတယ်လို့ပြောပါတယ်ပြီးခဲ့တဲ့မတ်လ9ရက်နေ့ကလည်းကြောင်မဲမြို့နယ်တောင်နောက်ကျေးရွာမှာမပေါက်ကွဲသေးတဲ့ဘုံသီးကိုကောက်ယူစော်ကစားမိရာကနေပေါက်ကွဲမှုဖြစ်ပြီးတော့နှစ်ဦးသေဆုံးက၄ဦးဒဏ်ရာရရှိခဲ့တယ်လို့ပြောပါတယ် ရရှိထားတဲ့စည်ရင်းတွေအရကြောင်မဲမြို့နယ်မှာပြီးခဲ့တဲ့ဖေဖော်ဝါရီလကနေဩဂတ်စ်လ2ရက်နေ့အထိမြေမြုံမိုင်းနဲ့လက်နက်အကျဉ်းကျန်တွေကြောင့်တေဆုံးခဲ့တဲ့အရက်သားပြည်သူ2ဦးနဲ့ဒဏ်ရာရသူ9ဦးထိရှိလာပြီဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စည်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့ အချက်ပါစစ်အာဏာရှင်စနစ်စိုးကြီးရဲ့လက်အောက်ကနေလဲအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေမြောက်